မနေ့ပြန်အောက်တိုဘာလ22ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မနေ့ပြန်အတွက်အခမ်းအနားချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပင်နဲ့အကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်အသင့်မှတိမ်ထူထန်နိုင်ပါတယ်။ မြမကံယူရန်တချောင်းနဲ့ကမ်းလွန်ပင်လဲပြင်းတော့မှတခါတည်းရမိုးတက်လေပြင်းတွေကြာရောက်နိုင်ပြီးနိုင်ကြည့်နိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိအရှိတောင်ဘက်ကနေတနာရီ25မိုင်မှအမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထချုံရွာသွန်းနိုင်ပြီးသခိုင်းတိုင်းပဲခူးတိုင်းအရှိပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှိပိုင်းကချင်ပြည်နယ် ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။တနင်္ဂနွေလုံးမှာမိုးရွာသွန်းမှုတိတိတသားလျော့နေနိုင်ပါတယ်ရှင်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဒဝယ်မြို့တို့မှာ33ဒီဂရီစင်တီဂရိတ်စီ၊ဖမ်းမြို့မှာ31ဒီဂရီစင်တီဂရိတ်အထူးသီးရှိနေပါတယ်ရှင်။မြန်မာပြည်လုံးမှာခရမ်းလွန်ရောက်ခြင်းအညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရေးဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကွန်ပျူတာကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။